အားနဲ့ပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒါအခုပြောပြသွားမယ့်ပွဲလေးကတော့ညာအခုဟော့စပါတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်ဒီပွဲကြောင်းလေးမပြောခင်ကျွန်တော် YouTube လိုက်အပွဲကြောင်းလေးနည်းငယ်ပြောလိုက်ရအောင်အဲလီလီတို့ကတော့အိမ်ကွေးမှာတော့သူတို့က1 2ဆိုပြီးတော့သူတို့အရင်နိုင်ငယ်တယ်တစ်ဖက်ကတော့တော်တော်လေးကိုကောင်း ဖြစ်တဲ့ Richard Lesson တို့ဘာတို့အနားပေးတယ်ပြီးတော့မှဒုတိယပိုင်းမှာပြန်ပြီးတော့ထက်လာတာပွဲမှာပွဲထက်လာတယ်ပွဲထက်လာ ပြီးတော့သူတို့ရဲ့အဲနာတွေကိုပဲသူတို့ဘာရဲ့အမားတွေကိုသူတို့စောင့်တယ်ပြီးလို့ဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ရဲ့မြန်နှုံးမြင့်အဲသမားတွေဖြစ်တဲ့တေချာတဲ့တစ်ခုကဒီနေ့ဒါကဲဘက်လူဝင်တာတေချာလေးဒါအဆုံးတက်နိုင် ော်မြင်တယ်အဲသူရသွားတဲ့ဒုတိယပိုင်းမှာရသွားလို့ဆိုလို့ဆိုရင်မယ်ဆိုလို့ဆိုရင်အဲ့ဒီလုံးတွေကအာခိုးသမားတောင်းမှတောင်းတော့ကန်သွင်းရတယ်ဒါမှလည်းသူကန်သွင်းရတဲ့ကိုကဘေးကတက်နေအဲ1 2ဆိုပြီးတော့ရှုံးနေခဲ့တဖက်ကတော်တော်ဟော်ဇွားတော်တော်ဟော်ဇွားကတော့ကျွန်တော်တို့နောက်တန်း မှုလောက်ပဲဒီနေ့မှာအပြောင်းလဲလုပ်ပြီးတော့ဒီနေ့ပွဲထွက်လာတယ်တော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေကိုလည်းအဲအာဆင်နယ်ကမကန်ငင်ရော ठी ကိုသူတို့အဆင်တွေပါပွဲလို့တော့ပြောလို့ရတယ်သူတို့တစ်ဖက်ကကျွန်တော်တို့ဟောတာတော်တော်ဟောရဲ့တိုက်ချက်စင်မှုမှာပဲသူတို့ရဲ့ပြန်ပြီးတော့ဘောလုံးပြတ်တယ်ဗျဘောလုံးပြတ်တဲ့ ရနေပြီးတော့အဲသူမတ်တေတေကိုထိုးပြရတယ်သူရဲ့တော့မော်နဲ့အဲဂိုးလို့တော့ပြောလို့ရတယ်ဘာလို့ဆိုလို့ချင်းအာ United ရဲ့နေတဲ့အချိန်မှာအဲ့အချိန်မှာမရမကအာကန်သွင်းသွားတယ်အဲတော်တော်လေးမှကောင်းမွန်တဲ့အဲဒီလိုမျိုးပဲဆက်တိုက်တယ်အဲတိုက်တယ်ဆိုတော့တော်တော်ဟော့စပါတိုက်ဆစ်စင်နေ ။အလီးကကျတော့အဲ့လိုမဟုတ်ဘဲနဲ့သူတို့ရဲ့ခံစစ်ကိုအဓိကအသားပေးပြီးတော့စင်သူတို့ရဲ့နော်ပြန်ပြီးတော့ချောင်းတယ်ပြီးလိုက်ပြီးတော့တို့ရောက်ရတဲ့34မိနစ်မှာ34အတော်တော်ဟော့စ်ဘားရဲ့လိုအပ်ချက်တခုလိုလဲရတယ်ပြန်ပြန်စားစားခြင်းမှာပဲတော်တော်ဟော့စ်ဘားအနေနဲ့တို့ဝမ်းဝမ်းတည်အခြေအနေ သမားတွေအနေနဲ့တော်တော်လေးကိုမှကစားတင်ပြီးတော့ဆော့လာတယ်ဒီပွဲမှာတော်တန်ဟော့စ်ဘာကြီးလိုက်မယ်ဆိုလို့ရှိရင်သေနေတယ်လို့ပြောလို့ဆိုင်အဘက်ကတိတ်ပြီးတော့ထုံးပေါင်းမှုတိတ်ပြီးတော့မရှိခဲ့ဘူးဗျာပြသာထန်တိုင်းငယ်လို့ပြောတယ်အဓိကအပြည့်ခုတက်ခုတက်ကဒီနေ့ပြမကောင်းမွန်ပြီးလို့ဆိုလို့ရှိရင်သူ့ရဲ့အဲပြဖို့မှုတွေတော်တော်လေးကောင်းမွန်တယ်လို့သူရွားတဲ့ကို ိုင်းပဲတော်တန်ဟော့စပိုင်းတွေရနေတော့လဲဆိုတော့အဂူဒီစင်ဂူဒီစင်ကသူ့ရဲ့ဝမ်မန်ဝမ်ပါတွေ့နေတဲ့အချိန်မှာ तू သူ့စီကိုဘောလုံးတက်တက်လာတဲ့အချိန်မှာ तू ကနေတော့ပြီးတော့ပြလက်ခုတက်ကတကောတော့ဆွဲပြေးဆွဲပြေးတဲ့အချိန်မှာဟိုဘက်မှာဇာပီဆိုင်မွန်ရှိရတယ်ဗျာဇာပီလည်း ပေးပဲနဲ့ခုတကသူ့ဘာသာသူဘယ်ချင်းနဲ့ဘယ်ချင်းနဲ့လီယန်နောက်တန်းတွေနဲ့6ရောင်းနဲ့နည်းနည်း deflation ဖြစ်ပြီးတော့အဲ goal ဖြစ်ပြောင်းလဲဟုတ်ပါပဲသူတို့အတွက်တော်တော်လေးဥမာအကောင်းမွန်တဲ့ခြေသွမ်းတွေနဲ့ဒုတိယပိုင်းပြန်လဲစတင်တယ်တစ်ဖက်ကအဲဒုတိယပိုင်းပြီးလို့ဆိုလို့ရှိရင်တို့မြန်လုံးမြင့်တဲ့ကစားသမားတွေထည့်ထားတယ်ပြီးလို့ဆိုလို့ရှိရင်အဲ မဟန်ချက်ညီကျဲလို့ပြောလို့ရမယ်တကယ်တော့တို့ဒေါက်တာဟော့စမာဘတ်ကိုတိုက်ဆက်စီမှာဆိုလို့ရတယ်လူကလုံးလို့တိုက်ဆက်စင်ဖို့ပဲသူတို့အဲဥစားပေးတယ်ဗျာပြီးလို့စင်လို့ကိုပြန်ရဖို့ဒီလုံးဝကိုသူတို့ဘက်ကနေပြီးတော့အဲလက်နဲ့မခံတော့လို့မကောင်းမွန်နဲ့နည်းနည်းပြောရရှိတာတော့အဲဒန်လူကြီးတချို့ဆုံး အဲအဲထိတွေ့မှုတွေမှာတော့ဒီဒီတစ်ခါတော့ဒိုင်ရတော့လိုအပ်ချက်ရှိတယ်မိနစ်80ကျော်လောက်မှာပဲသူတော်တို့အဲတော်တန်ဟော့စ်ဝါအနေနဲ့လူရစ်ချာလီစင်နာပြီးတော့သူရသွားတဲ့မိနစ်80ကျော်လောက်အလုံးဆိုလို့လူဆောင်းလိုက်တဲ့ပုံကလိုအပ်ချက်တွေရှိသွားတယ်လို့ပြောတယ်သူပြီးတော့ တဲ့အချိန်မှာတစ်ဖက်က၄ရက်အဲနောက်တန်းနေပြိုင်လို့ဝင်လာတဲ့အချိန်မှာသူလည်းအဲလက်ကြောင်မှာရတဲ့အလုံးဆိုလို့ဆိုရင်အဲသူသူ့ရဲ့အရှိမဆိုလို့ဆိုရင်နေ့ရက်အချိန်မှာသူဝင်မရပဲနဲ့ဒီနေ့ပွဲရတော့သူ12တော်တော်အဲကြောင့်မဲ့တော်တော်ဟောစွားတို့ကတော့အာဆင်နယ်ကဒီ၈နိုင်ခွဲမှာတဲ့အချိန်မှာတော့သူတို့ ကစားသွားနိုင်တယ်လို့ပြောလို့ရတယ်ဒီတဲ့ကြောင့်ပဲ international မှုတွေရတဲ့အတွက်ကြောင့် international break ကိုတော့အေးစေးစေးတို့တော့ရပါသားသမားတွေအနေနဲ့ဘာလိုအချက်လဲရှိတယ်လဲဆိုလို့ဆိုရင်ရောက်ဆွေးနွေးမှတ်ချက်ရတာပေါ့ဗျာ